နာမည်မှာကလေးသင်ငယ်တွေကိုနာမည်ပေးတဲ့အခါမှာပတ်ခတ်မမိဘူးကအရေးကြီးပါတယ်နာမည်ပေးပြီးရင်ပညာနဲ့ပတ်သက်ပြီးလေးလာတဲ့တတန်းတစ်ချောင်းမှာပတ်ခတ်မိတာဟာကျန်တဲ့နာမည်အမှားတွေထက်စိုးစိုးများကြီးပေးနိုင်တာကိုသတိထားမိပါတယ်ရင်တော့ကပခတ်ကိုတိတ်အရေးကြီးလာတယ်လို့မထင်သလိုဘေးနင်းကျန်းနေမှာပခတ်အကြောင်းကိုတာမန်ယိုးလောက်ပဲရေးကြတာမို့လို့ တချို့သောနာမည်ပေးပညာရှင်တွေဆိုရင်ပခတ်မိနေတဲ့နာမည်တွေကိုတော့မှပေးမိတာမျိုးတွေရှိတယ်ပါလေပခတ်သမုတ်ပခတ်ဆိုတာပရိပခတ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုတာဖြစ်ပြီးတော့နာမည်တစ်ခုရဲ့ရှေ့ဆုံးနေနဲ့နောက်ဆုံးနေနဲ့ဟာပခတ်မိနေတဲ့ဆိုရင်တစ်ချိန်ချိန်မှာမတော်တဆထိခိုက်တာတွေးထွက်တန်ရုံဖြစ်တာမပြောင်းနိုင်တဲ့ယောဂတွေဖြစ်တာကိုယ်ငါချူရင်တော့ခွဲစိတ်ကုသခံရတတာကိုယ်ငါအစိပ်ပိုင်းတစ်ခုကိုဆုံးရှုံးတော့ အင်တော်ရေးဖောက်ပြန်ပြိုကွဲတာမျိုးနဲ့အင်တော်ရေးအတွက်အမြဲစစ်ဆင်းနေရတာလေဘဝမှာအမြင့်ဆုံးရောက်ပြီးခါမှာပြန်ကြလာတာဘဝအဆုံးသမကောင်ဦးစားတာညံ့တာဒါအပြင်ဥပ္ပစီတာကံနဲ့ကွယ်လွန်ခြင်းနဲ့အသက်တိုတာတွေတော့မှဖြစ်တတ်ပါလေဥပ္ပစီတကကံနဲ့ကွယ်လွန်သူတွေရဲ့နာမည်တော်မများရဲ့နာမည်မှာပခတ်မိနေတတ်တာအထင်ရှားပါနာမည်တစ်ခုပခတ်ညီမညီဆိုတာနာမည်ရှင်ဆုံးတဲ့အနောက်ဆုံးနေ့နဲ့ညီနေမှာတာပခတ်အစ်မိတယ်လို့ဆိုနိုင်ပါတယ် စစ်စေးတဲ့အခါသက်ဆိုင်ရာအကျွင်းနှစ်အလိုက်စစ်စေးရတာကြောင့်တိုက်ဆန်စစ်စင်းနိုင်ပါလိမ့်မိမိရဲ့မြန်မာတပ်ဂရစ်ကိုမတီးဘူးဆိုရင်လက်ရှိရောင်စဲအင်္ဂလိပ်ခုနှစ်ထဲကဟိုမိမိမွေးဖွားတဲ့အင်္ဂလိပ်ခုနှစ်ထဲက638ဆိုတဲ့ကဏ္ဍကိုနှုတ်လိုက်မြန်မာတပ်ဂရစ်ရတယ်ဗျမြန်မာတက်ဂရစ်ကိုခုနှစ်နဲ့စာရတဲ့ကျွင်းဟာကိုမွေးတဲ့မဟာဘုတ်အကျွင်းပဲဖြစ်ပါလေ။တခုတတိထာမှာမြန်မာနှစ်စန်းတရက်နေ့မတိုင်ခင်မွေးရင်တော့ တထင်းတိုးပြီး639ကိုနှောပါမယ်။နစန်တရနေ့နောက်ပိုင်းမှာမွေးတဲ့သူတွေကတော့638ကိုနှောရမှာဖြစ်ပါတယ်။မိမိရဲ့မြန်မာမွေးတဲ့ grid ကိုတီး9နဲ့စားလို့3ညာကျွင်းနေဆိုပါစို့3ညာကျွင်းမဟာဘုတ်မှာမွေးတဲ့သူလို့ပြောလို့ရပါတယ်။3ညာကျွင်းမဟာဘုတ်မှာမွေးသူတူရဲ့နာမည်ဟာ စနေစပြီးစနေဆုံးရင်ပတ်ခတ်မိပါတယ်။ဥပမာထွန်းထွန်း၊နွယ်နီ၊ထထထ၊ထီထီ တောက်ကြစားပြီးတင်းင်းကွနေစုံနေရင်သူမဟုတ်တင်းင်းကွနေစားပြီးတောက်ကြစုံနေရင်လည်းပတ်ခံမိတယ်ပါလေဥမာတန်းအေးအောင်သိတင်းဦးအေးသူတီတီအေးဤဟာတင်းင်းလာစားပြီးကြာတော်ပရိစုံရင်သူမဟုတ်ကြာတော်ပရိစုံပြီးတင်းင်းလာစုံနေရင်လည်းပတ်ခံမိပါလေကျော်မင်းပြင်းကြီးမိုးကျော်ကျော်ဖြူခန့်ခိုင်မောအစရှိတဲ့နာမည်တွေပါ အင်္ဂါစာပြီးဗုဒ္ဓဟူးဆုံးနေရင်တမဟုတ်ဗုဒ္ဓဟူးစာပြီးအင်္ဂါဆုံးရင်လည်းပခမီတက်ပါလေစေဝင်းရဲဇော်ဇော်ဝင်းဝင်းဇော်ဆိုဝင်းအစရှိတဲ့နာမည်တွေပါဒီလေးမျိုးနဲ့လွတ်ရင်တော့ပခတ်လွတ်ပါလေနာမည်အစနဲ့အဆုံနေနံကိုသာယူပါလေအလယ်နေနံတွေကိုမယူရပါဘူးတစ်ကျွေးမဟာဘုမမွေးသူတူနာမည်ဟာတနင်္ဂနွေစာပြီးတနင်္ဂနွေဆုံးရင်ပခမီပါလေဥပမာအောင်အေး အူအီအောင်စနေစာပြီးတင်းလာဆုံးနေသို့မဟုတ်တင်းလာစာပြီးစနေဆုံးရင်လည်းပခတ်မိပါလေကြော်ထက်ကြော်ထေးခင်ခင်ထက်ခိုင်ထုံးအင်္ဂါစာပြီးတောက်ကြဆုံးနေရင်သို့မဟုတ်တောက်ကြစာပြီးအင်္ဂါဆုံးရင်လည်းပခတ်မိပါလေဇောသူဟိန်းဇောသိမ့်သန်းဆိုးငင်းငင်းတွေပုရုဇာပြီးဇာတာပတိဆုံးနေရင်ဇာတာပတိစာပြီးဘုဟုဆုံးနေတဲ့ပခတ်မိပါလေ ဝင်းမြင့်မြင်ဝင်းလင်းလက်မြင့်မေရဏဝင်းဖြိုးဝင်းဒီလေးမျိုးနဲ့လို့ရင်တော့ပခက်ကလွတ်ပါလေနာမည်အစာဆုံးနေ့ကိုသာယူပါလေအလယ်နေ့နဲ့နေ့ကိုမယူပါဘူးနှစ်ကျင်းဖားတွေအတွက်ပခက်စနေကတော့နှစ်ကျွန်းမဟာဘုရားမွေးသူတို့နာမည်ဟာတနင်္လာစာပြီးတနင်္လာဆုံးရင် ပခက်မိတယ်တနင်္ဂနွေစပြီးအင်္ဂါဆုံးရင်သမို့အင်္ဂါစပြီးတနင်္ဂနွေဆုံးရင်လည်းပခတ်မိတယ်။ပௌရုစပြီးစနေဆုံးရင်သမို့စနေစပြီးပௌရုဆုံးရင်လည်းပခတ်မိပါတယ်။ ဇာတာပလေးစားပြီးတောက်ကြဆုံးရင်ဒါမှမဟုတ်တောက်ကြစားပြီးဇာတာပလေးဆုံးရင်လည်းပခတ်မိပါလေဒီလေးမျိုးနဲ့လွတ်ရင်တော့ပခတ်လွတ်ပါလေနာမည်အစအဆုံးနိနံသာယူပါလေအလယ်နိနံမယူရပါဘူးသုံးကျွင်းပွားတွေအတွက်ပခတ်စင်ကြီးကတော့မဟာဘုတ်သုံးကျွင်းမှာမွေးတဲ့သူနာမည်ဟာအင်္ဂါစအင်္ဂါဆုံးရင်ပခတ်မိတယ်တနင်္လာစဘုဒ္ဓဟူဆုံးရင်အမဘုဒ္ဓဆတနင်္လာဆုံးရင်လည်းပခတ်မိတယ်။ဇာတာပရိသတနင်္ဂနွေဆုံးရင်ဒါမှမဟုတ်တနင်္ဂနွေဆဇာတာပရိသဆုံးရင်လည်း ဝက်ခမ်းမီတက်ပါလေတောက်ကြစစနေဆုံးရင်တော့မဟုတ်စနေစပြီးတောက်ကြဆုံးရင်လည်းဝက်ခမ်းမီတက်တယ်ဒီလင်းမျိုးနဲ့လွတ်ရင်တော့ဝက်ခတ်လွတ်တယ်လို့ပြောလို့ရပါလေတကယ်လို့မိတ်ဆွေဟာလေးကျွင်းမဟာဘုံမှာမွေးတဲ့သူဖြစ်တယ်ဆိုပါတော့ပိုတိုးစာကြီးပိုတူးဆုံးနေတယ်မယ်ဆိုဝက်ခမ်းမီတယ်အင်္ဂါစဇာတာပလီဆုံးတဲ့နာမည်ဒါမှမဟုတ်ဇာတာပလီစအင်္ဂါဆုံးရင်လည်းပခမိတတဲ့ တောက်ကြစားပြီးတနင်္လာဆုံးနေရင်ဒါမှမဟုတ်တနင်္လာစားပြီးတောက်ကြဆုံးရင်လည်းပတ်ခတ်မိတယ်။စနေစားပြီးတနင်္ဂနွေဆုံးရင်ဒါမှမဟုတ်တနင်္ဂနွေစားပြီးစနေဆုံးရင်လည်းပတ်ခတ်မိတယ်။ဒီလေးမျိုးလွတ်ရင်တော့ပတ်ခတ်လပါလေ။ငါးကျွေးဘွားတွေလည်းပတ်ခတ်စင်နေကြတော့ငါးကျွေးမဟာဘုံမှာမွေးသူတို့နာမည်ဟာကြာတာပိစကြာတာပိဆိုရင်ပတ်ခတ်မိတယ်။ပုရုစတောက်ကြဆုံးရင်ဒါမှမဟုတ်တောက်ကြစပုရုဆုံးရင်လည်းပတ်ခတ်မိပါလေ။စနေစာပြီးအင်္ဂါဆုံးရင်ဒါမှမဟုတ်အင်္ဂါစာပြီးစနေဆုံးရင်လည်းပတ်ခတ်မိပါလေ တနင်္ဂနွေစပြီးတနင်္လာဆုံးရင်ဒါမှမဟုတ်တနင်္လာစပြီးတနင်္ဂနွေဆုံးရင်လည်းပကတ်မိပါလေဒီလေးမျိုးလွတ်ရင်တော့ပကတ်လွတ်ပါလေ6ကျင်းဘွားတွေတော့ပကတ်စင်နီကတော့6ကျင်းမဟာဘုံမှာမွေးသူတူနေမယ်ဟာတောက်ကြစတောက်ကြဆုံးရင်ပကတ်မိပါလေဇာတာပရိစစနေဆုံးရင်ဒါမှမဟုတ်စနေစဇာတာပရိဆုံးရင်လည်းပကတ်မိပါလေတနင်္ဂနွေစပြီးပုဟုဆုံးနေရင်ဒါမှမဟုတ်ပုဟုကစပြီးတနင်္ဂနွေဆုံးရင်လည်းပကတ်မိပါလေ တနင်္လာစပြီးတော့အင်္ဂါဆုံးနေရင်ဒါမှမဟုတ်အင်္ဂါစပြီးတနင်္လာဆုံးရင်လည်းပကတ်မိပါတယ်ဒီ၄မိနစ်လွတ်ရင်တော့ပကတ်လွတ်တယ်လို့ပြောလို့ရပါတယ်နာမည်အစနဲ့အဆုံးနေနိုင်ကိုသာယူရပါတယ်အလယ်နေနိုင်တွေကိုမယူရပါဘူးဒါကြောင့်ခလီမွေးကင်းစားခလီတူကိုမိခင်ဖခင်တွေကနာမည်ပေးတဲ့အခါမှာတကယ်ကိုတကြွန်းနားလေတဲ့ ဆရာနဲ့တွားရောက်တွေ့ချက်ပြီးမှပေးတင်ပါတယ်မိမိအနေနဲ့ကိုကြိုက်တဲ့နာမည်လေးတွေပေးတာမိဘနာမည်ပေါအောင်ပေးတာဒါမှမဟုတ်နင်းနဲ့အလိုက်မဟုတ်ပဲねပေးကျင်သလိုမျိုးပေးတာတွေဟာကလေးငယ်ပေါ်မှာတက်ရောက်မှုတွေရှိပါတယ်ကျွန်တော်တို့စီမှာအများအားသုံးတဲ့နာမည်ပေးပုံကတော့နင်းနံပေါ်ခြေခံတဲ့နာမည်ပေးနေပါပဲတနင်္ဂနွေသားသမီးဆိုရင်အာဦးနဲ့စာရာပေးတယ် တနင်္လာသာသမီဆိုရင်တနင်္လာနေ့ဖြစ်တဲ့ကခကကငါလေးနဲ့ပြီးမယ်အင်္ဂါသာသမီဆိုရင်လည်းဆဆစစညနဲ့ပြီးမယ်ပေါ့ကလေးကိုတူမွေးတဲ့နေ့အတိုင်းနေသင့်နှံသင်ပြီးမှမှန်ကန်လို့ထင်တာတော်တော်များပါလေနောက်ပြီးတချို့ဝေဒင်းနေ့စနစ်တွေမှာနေသင့်နှံသင်နာမည်ပေးခြင်းကို ပုံသေးကျင့်သုံးနေတဲ့အတွက်ဒါကုမအမှန်ပဲလို့လည်းထင်ကြပုံရပါလေဒါပေမဲ့ကလေးတိုင်းကိုနေသင့်နှံသင်နာမည်ပေးလို့မရတာတွေလည်းရှိတယ်တချို့ကိုပေးလို့ရမယ်တချို့ကိုတော့ပေးလို့မရပါဘူး ဒါဟာမဟာဘုတ်ပညာရာခလေးမွေးဖွားတဲ့ခုနှစ်သက်ကရဖွားဇာတာပုံမှာအခြေခံပါလေတနှစ်နဲ့တနှစ်ဂျိုးအင်အားမတူညီပဲဂျိုးကျလုံးကဒီနှစ်အင်အားကောင်းရင်နောက်နှစ်မှာအားနဲ့လည်းနေသွားနိုင်ပါလေဒါကြောင့်နေမယ်ပေးတဲ့အခါမှာရှင်သွင်းငယ်ရဲ့ကျမ်းမာရေးပညာရေးအောင်မြင်မှုဒါတွေကိုလည်းတက်ဆက်ပြီးပေးရပါလိမ့်မယ်နေသင့်နေတဲ့ဖြစ်ဖို့မဖြစ်ဖို့ထက်မိမိရှင်သွေးဘဝကောင်းစားဖို့ကို ပို့ပြီးအဓိကထားတဲ့လို့ပြောလို့ရပါလိမ့်။နာမည်ပေးတဲ့အခါမှာလက်လာလေးပေးလို့ရပါတယ်။တိတ်ထူးဆန်းရင်တော့မပေးသင့်ပါဘူး။ဒါကြောင့်နာမည်ကောင်းတစ်ခုဆိုတာဟာရိုးရှင်းရှင်းနဲ့အဓိပ္ပာယ်ကောင်းမွန်တဲ့စလုံးတွေပါတဲ့နာမည်မျိုးတိုင်းစင်မှန်ကန်ပြီးအားရှိတဲ့နာမည်မျိုးဖြစ်တဲ့ဒါမှမဟုတ်နာမည်ပိုင်ရှင်ကိုကောင်းကျိုးပြုနိုင်တယ်လို့ပြောချင်ပါလိမ့်။